ဘဝမှာထိတ်တန်းကိုရောက်ဖို့အမြင့်ဆုံးကိုရောက်ဖို့အတွက်ကျွန်တော်ကျင့်သုံးနေတဲ့နီလန်၃ခုရှိတယ်။အဲ့ဒီနီလန်၃ခုကိုသာဘဝမှာကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ကိုယ်တည်တခြားသူတွေနဲ့တာလိမ့်မယ်အမြင့်ဆုံးကိုရောက်ပါလိမ့်မယ်။ အဲ့တော့နံပါတ်1နီလန်းကတော့ပါလဲဆိုတော့ကျွန်တော်တို့စောစောကြရှုံးပါနော်စောစောကြရှုံးပါအဲ့တော့ကျွန်တော်တို့ကကြရှုံးမှကြောက်လို့မလုပ်ဘူးမလုပ်တော့ကျွန်တော်တို့ကမကြရှုံးတော့မကြရှုံးဘူးဒါပေမဲ့ဘာအတွေ့အကြုံမှမရအောင်အဲ့တော့ကျွန်တော်တို့ဘာလုပ်တယ်ဆိုတော့လုံးဆက်ရှိကျွန်တော်မြန်မြန်လောလောလောလုတ်လိုက်တာပဲအဲ့တော့ပထမဦးဆုံးကျွန်တော်လုတ်လိုက်တယ်ကြရှုံးသွားတယ်အရှက်ကွဲသွားတယ်ပြီးတော့အဲ့ဒါကိုဘာလုပ်လဲပြန်ပြီးစူးစမ်းတယ် ော်အဲ့ဒီကြာရှုံးမှုကိုစိတ်ညစ်မနေပဲစိတ်တက်ကြမနေပဲနဲ့ဆက်တိုက်ပြန်ပြီးတော့မှကြိုးစားတယ်ဥပမာထားပါတော့ကျွန်တော်ဒီအရာတစ်ခုကိုလုပ်ချင်တယ်တချို့တွေကကျတော့ဟလာ perfectionism ခေါ်တာပေါ့ perfect ဖြစ်မှလုပ်ချင်တာကျွန်တော်ကကျတော့အဲ့ဒီ perfect ဖြစ်မှလုပ်တာမဟုတ်ကျွန်တော်ကလှုပ်ရှားရှိတာလှုပ်ချပလိုက်တာပဲအဲ့တော့စောစောကြာရှုံးသွားတယ်နီးလန်းနေတိသွားတယ်ပြင်းနေအဲ့တော့ဘာဖြစ်လဲဆိုတော့အထွေထွေနေရတယ် တော့စောစောကြာရှုံးပါနံပါတ်2ကတော့ look stupid in front of others လူတွေနဲ့ကျွန်တော်တွေ့တယ်စကားပြောတဲ့ခါမှာကျွန်တော်က stupid ပဲတော့ဘာမှမသိတလို့ပဲကျွန်တော်နေတယ်เนาะအဲ့တော့သူများကြီးပြောတဲ့စကားတွေကိုကျွန်တော်နားထောင်နေအားသူများတွေကသူတို့ကိုသူတို့အရန်တော်တယ်လို့ထင်တော့ကျွန်တော်လုံးလိုက်တယ်အဲ့တော့ကျွန်တော်ကတော့ဘာမှသိတာအားသေးချင်းပဲချင်းမပြောဘူးကျွန်တော်မသိဘူးပဲနေတဲ့ခံယူထားတယ်အဲ့တော့ကျွန်တော်ကဘယ်သူမှအာဒီကောင်းဒီဒီလိုဒီပြိုင်ပတ်ဖြစ်လာလိမ့်မယ်လို့မထင်တော့ဘူးเนาะပြိုင်ပတ်လည်းမဟုတ်တော့ဆရာညာလည်းကျွန်တော်အေးဆေးပါလွတ်ထားလိုက်ပါဆိုပြီးတော့မှကျွန်တော်တို့ဖြစ်သွားတယ်နံပါတ်1ဒီစောစောကြာရှုံးမှာစော ောစောနှစ်တည်ကိုကိုကို smart ဖြစ်တဲ့ပုံစံကြီးနဲ့မြင်တယ်မနေပါနဲ့နံပါတ်3နီးလားတော့ဘာလဲဆိုတော့ကို့အတွက် တက်တောင်းတက်တာမရှိတဲ့နေရာမှာလုံးဝမနေပါနဲ့ကျွန်တော်ပြောမယ်နော်ကို့အတွက်တက်တောင်းတက်တာမရှိတဲ့နေရာမှာလုံးဝမနေပါနဲ့အဲ့တော့ဥပမာစဉ်းစားကြည့်မယ်ကိုကငွေတွေငွေဝင်နေတာကိုကို့အတွက်တက်တောင်းတက်တာမရှိငွေတွေအများကြီးဝင်နေတာပြောရမှာရှိလို့ရှိရင်အဲ့ဒီနေရာမှာဆက်မနေနဲ့ blame နေနဲ့ complaint တက်မနေနဲ့ငွေတွေအများကြီးဝင်နေတဲ့နေရာကိုကျွန်တော်တို့တွားလာတယ်အဲ့တော့ကိုကပျော်ရွှင်မှုမရှိဘူးအဲ့တော့ပျော်ရွှင်မှုမရှိတာဒီကိုကတက်တောင်းတက်တာမရှိတယ်အဲ့တော့ပျော်ရွှင်မှုမရှိတာကို ်ညီးမနေနဲ့အဲ့ထက်ပျော်ရွှင်မှုရှိတဲ့နေရာနေပြီးရောက်ထွက်သတောင်းသတမရှိတဲ့နေရာထွက်ခိုင်းတာတချို့လူတွေကကြတော့ဟာငါမှဒုက္ခတွေဖြစ်နေတယ်ပြဿနာတွေဖြစ်နေတယ်ဘာကြောင့်ဖြစ်တာလဲ blame မယ်စိတ်ညစ်မယ်စိတ်တကြအောင်အဲ့လိုမနေဘဲနဲ့အဲ့သတောင်းသတမရှိတဲ့နေရာတွေကနေထွက်ရောက်ထွက်ဒါကတော့ကျွန်တော်ကျင့်သုံးနေတဲ့နည်းလမ်း၃ခုဖြစ်ပါတယ်အများကြီးတွေးလိုက်နိုင်မယ်လို့ထင်ပါတယ်ကိုယ့်အတွက်တစ်ခုရရ solution comment မှာရေးပြီးပါဦးဒီ video စုံထင်ကြည့်ပြီးအတွက်ကျေးဇူးပါကျွန်တော်တို့ကုညံလေးအောင်ပါမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ